မြန်မာနိုင်ငံတာမိုင်းတနင်္သာရီဒေသကိုနှစ်စဉ်ပုံမှန်မုတ်တုံဝင်လေးရှိတဲ့မေလ16ရက်နေ့ထက်အနည်းငယ်စောပြီးမုတ်တုံဝင်နိုင်တယ်လို့မူလဝတ္တာလေးလာတုံးသက်သူတွေနဲ့မိုးစလဌာနတို့ကအခန့်မှန်းထားပါတယ်မေလ16ရက်ကနေ20ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းကိုမုတ်တုံဆောက်ဝင်ပြီးမေလ21ရက်နေ့ကနေ25ရက်နေ့အတွင်းမြဝကျုံမော်ဒေသကိုဝင်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းဒေတာကိုတော့မေလ26ရက်ကနေ31ရက်နေ့အတွင်းနဲ့မြောက်ပိုင်းကိုတော့ဇွန်လ1ရက်ကနေ9ရက်အတွင်းမုတ်တုံဝင်ရောက်မယ်လို့စစ်ကောင်စီရဲ့မိုးစလဌာနကခန့်မှန်းထားပါတယ်အနောက်ဘက်လေစီကြောင်းနဲ့အတူအနောက်တောင်မုတ်တုံလီဟာမလေးရှားကျုံးဆွယ်ကိုမေလ10ရက်နေ့ကျော်မှာဝင်လာနိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်းတနင်္လာရီဒေသကိုပုံမှန်မုတ်တုံဝင်နေကြမေလ16ရက်နေ့ထက်အနည်းငယ်စောပြီးဝင်ရောက်နိုင်တယ်လို့မူလဝတ္တလေးလာသုံးသက်သူဦးဝင်းနိုင်ကလည်းခန့်မှန်းထားပါဗျာ။ မုတ်တုံလေးမဝင်ခင်တကြံကာလမတိုင်ခင်ကလေးကတနင်္သာရီဒေသမှာနေရောက်ွက်ကြောင်းမိုးရွာတော့နာမိုးကြီးတာတွေဖြစ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။မုတ်တုံမဝင်မီမေလာစမ်းပိုင်းအထိမြန်မာနိုင်ငံမှာအချိန်အခါမဟုတ်မိုးရွာတော့မှုတွေဆက်ရှိနေမယ်လို့စစ်ကောင်စီရဲ့မိုးစလဌာနနဲ့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မိုးလေဝသဌာနတို့ကခန့်မှန်းဖော်ပြထားကြပါရဲ့ရှင်။